ဟင်အဲ့ဒီကားတဲ့ဒီတိုင်းပြန်ပြီးဝက်ပြစ်ဖို့အတွက်ဝက်ပြစ်ပြရအောင်မယ်နောက်မွေးတဲ့ဟာတွေကထပ်သာအောင်ပဲတံတရာကြီးလေဝက်ပြလိုက်လို့ဇာကန်လိုက်နေဘလို့လို့မြတ်ကုန်နိဗ္ဗာန်လင်းညံသွားရပါမလဲကိုကြီးသာတရားကင်းမဲ့ရင်မဉဏ်ပုံဉဏ်ရပါမလားမရကြဘူးဒါကြောင့်ဘုံဘုံကလေတရားမင်းကိုမေးလိုက်တယ် တရားမင်းကိုမေးလိုက်တယ်အတင်တရားမင်းလို့ကိုကျင်းစာတရားမရှိရင်သူတို့စားတဲ့တရားဝါးတွေပဲပြန်ဖြစ်ပြီးတော့အစာခံရတဲ့သူကအမှန်ပဲလားလို့မှန်ပါတယ်ခရားအဲ့ဒီမှာဘုံဘုံကအခု တော်တော်များများသည်တတ်တတ်လို့စားခြင်းကိုကိုချင်းစာလို့သူများအတာမစားတဲ့တတ်တတ်လို့စားခြင်းကိုတော်တော်အပုပ်ချပြီးတော့အပေကြမယ်ဟာဒီဒီဝတ်တဲ့အပေါင်းအသင်းနေသူပြီးအပြောခံနေရတယ်ဘုရားအပြောခံနေရတယ်တရားမင်းဟုတ်ဆိုအရှင်ဘုရားများများပြောပါစေသူတို့အတွက်ဒေဝတတ်တတ်ရှိတဲ့ဒုက္ခအောင်ခံရမှာ ာဖြစ်လို့လဲသူကတရားတော်ကိုပြမစော်ကားတဲ့အတွက်ဟာသူတို့ကဘယ်တရားကိုစော်ကားတာလဲကိုကျင်းစာတရားဖျားဟောတဲ့အမုံမြတ်ဆုံးဗုဒ္ဓဘာသာရဲ့အဓိကဖြစ်တဲ့ကိုကျင်းစာတရားကိုစော်ကားပြီးတတ်တတ်လကားတာဘာဖြစ်တယ်ညာဖြစ်တယ်နဲ့စားတဲ့သူကကိုကျင်းစာတရားနဲ့ ဟောတရဝါဒီကိုဖေးမဲ့ပေးလိုက်တာဖြစ်သည့်အတွက်ကိုကျင်းသာတရားကိုစော်ကားပြီးတော့မတရားဟောတာဖြစ်တဲ့အတွက်သူတို့အတွက်ဒေဝဟာတော်တော်ခက်ကြီးကြီးပါဖရာတဲ့ဒုက္ကအောင်ကိုခွာမဲ့သူမရှိအောင်ကိုခံရပါလိမ့်မယ်။ဒါကြောင့်ဘုံဘုံစောင့်ကြည့်လိုက်တဲ့အခါတတ်တတ်လုံးမကောင်းကြောင်ပြောတဲ့သူတွေလည်းအသေးကင်တာနှလုံးကင်တာချောက်ချက်သူ့ကင်တာတွေနဲ့အသက်ထွက်အောင်ညံနေတဘောပါလား ဒါကြောင့်မလို့ကိုကအမှတ်တမဲ့တတ်တတ်လို့ဆိုပြီးတော့ပြောကျင်ရပြောလိုက်ပြီလေတတ်တတ်လို့ကိုဘာကြောင့်သားတာလဲဆိုတော့ကိုချင်းသာလို့သားတာဆိုရင်ကဲကိုချင်းသာတရားကိုကြည်ညာအထုတ်တဲ့သူကိုဘာလုံးလိုက်တာနဲ့တူတယ်စော်ကပြင်မာလိုက်တာနဲ့တူအဲ့တော့ဖရာရဲ့ဌာနကကိုချင်းသာသာကြက်တလားမကြက်ဘူးလား ဒါဆိုဘုရားရဲ့ဌာနကိုဘောဆန့်ကျင်ရမရောက်ဘူးလားဆန့်ကျင်သွားပြီဆိုရင်တမာဒိဋ္ဌိပြင်မလားမိစ္ဆာဒိဋ္ဌိပြင်မလားမိစ္ဆာဒိဋ္ဌိမလို့တတ္တေဝဟာဟိုကြီးပါတယ်ဘုရားအဝိဇ္ဇိပါဘုရားကြောက်ဖို့ကောင်းလိုက်တာဟမ်ဒါတို့တမီတို့စဉ်းစားကြည့်ပါဒါကြောင့်မလို့ဒါတို့တမီတို့အတွက်တန်ဖိုးရှိတယ်အပေကလွတ်မယ်တရဏဘုံဆိုတာလဲမနည်းအောင်ဘုံလမ်းညွန်ခဲ့ပြီ အဲ့ဒီတရဏဂုံနဲ့အတူနောက်ကหนีပြီးတော့ကောင်းရာဒုက္ခတိလက်ပြီ၆ဌာန်းနဲ့ဗြမဂုံကိုရောက်အောင်ပို့ပေးမယ်အချိန်အဟုန်ပြင်းထန်တဲ့ဒုံမြန်ကြီးနဲ့တူတဲ့ကိုကျေးသာတရားကိုမွေးမိကြသားမှာသဘောပေါက်လားမမွေးနိုင်ဘူးလားအေးမွေးကြသားမှာဒါကြောင့်ဘုံဘုံခုနှစ်ရက်သားသမီးတိုင်းလူသားမှန်ရင် ကိုချင်းသာတိုက်ကြလားမသာတိုက်ဘူးလားဒါကြောင့်ဘုံဘုံသစ္စာဆိုပြီးပြောရပါတယ်ဖယားရှင်ကိုယ်တော်မြတ်ကြီးရဲ့ဆံတော်ဖယားရှင်စိတ်ဧကံဖြည့်ယုံလေးရှိသေးတယ်နော်ယဟန္တာတောင်မပေါ်သေးဘူးဖယားရှင်ကြီးကောင်းတော်ကိုလက်တော်နဲ့တတ်ပြီးပေးလိုက်တဲ့ဆံတော်ဟောဒီတဲမှာအစစ်အမှန်ရှိတယ်အဲ့ဒီအစစ်အမှန်ကြီးရှိရှေ့မှာဘုံဘုံအခုလိုခေါ်ခြင်းတယ် ဖယားရှင်ကြိုက်ကြလားမကြိုက်ဘူးသားမေးကြည့်လိုက်ချမ်းပါဟာငါကူသာခေါ်တဲ့ဒီပေါ်လာပြီလေသူပြီးတာတို့ပြီးခေါ်လိုက်မှဖြစ်ချင်းဖယားရှင်ကြီးကလက်ရှိတင်ကြားကြည့်နေရင်အခုလိုအသာကောင်းကြံကိုကြီးသာတရားကင်းမဲ့နေတာဖယားကြိုက်ပါမလားတဘောပေါက်လားဒါကြောင့်ဘုံဘုံသစ္စာဆိုရဲတယ်နော်ဖယားရှင်ကြီးဒီဗုဒ္ဓဘာသာကြီးကိုဘာနဲ့ထူထောင်သွားတာလဲ ကိုချင်းသာတရားနဲ့ပြူတော်သွားတာသဘောပါလားဒါကြောင့်မိပါရင်လည်းကိုချင်းသာပါလို့မပြောဘူးလားအဲ့ဒီမှာဘုံဘုံကတရားမင်းကိုတည်တည်ကြာကြာမေးလိုက်တယ်အတင်တရားမင်းလို့ ကျုပ်ကိုအရင်ဖရာလက်ထက်ကဖရာရဲ့ဆန္ဒတော်ဒီဖရာဟောခဲ့တဲ့တရားတော်ဒီကိုကျင်းသာတရားနဲ့ပတ်သက်ပြီးတော့ဟောခဲ့တာဒီကျုပ်ကိုအရင်ပြောပါကျုပ်သိကြည်ရင်လေလို့တက္ကတကမလေးကိုသိအောင်ကျုပ်ခေါ်နိုင်ဖရာစီဒါဆိုရင်ပြောမယ်ဖရာတဲ့တပြည့်တော်သူလုတ်လိုက်ရတဲ့တပြည့်တော်သူလုတ်လိုက်ရတဲ့ အဖြစ်ပြက်ကလေးတစ်ခုကိုပြောပြမယ်။ဘာပြောတတ်မှာလို့အတေကြားမင်းအရှင်ဘုရားတဲ့မိသားစု12ယောက်လောက်ရှိတဲ့အဘိုးအဘွားအဘိုးအဘွားကနေပြီးတော့ဟောသားတွေသမီးတွေသားတွေသမီးတွေကနေပြီးတော့ဆက်ပြီးတော့မြည်တွေမြစ်တွေမွေးတယ်အဲ့ဒီတော့အိမ်ကြီးတစ်ဆောင်လုံးမှာအဆောင်တွေပွဲလိုက်တာ ၃ဆောင်ပြန်၄ဆောင်ပြန်ဆိုတဲ့မိသားစုကြီးတစုရှိပါတယ်ခရားနော်အဲ့တော့တားတဲ့သမီးတွေအိမ်ဆောင်ကြတော့လဲဖွဲ့ပြီးတော့မထားနိုင်ဘူးတားတရားအိမ်နဲ့ကြားလိုက်အဆောင်ချဲလိုက်အဲမင်းတို့မိသားစုမင်းတို့လင်မယားဓမ္မနေဆိုတော့ဟောမွေးဖွားလိုက်တော့ညီတွေပြစ်တယ်တိတ်လေးပဲအပေါက်ပေါက်ထားတယ်နော်အော်ဒီအိမ်လေးကဝင်ဒီအပေါက်ကပဲတွေ့ခုနှစ်ဆောင်ပြိုင်၄ဆောင်ပြိုင်၅ဆောင်ပြိုင်ယူတာ ာသမီးတွေအတွက်အဆောင်သာတိုးချဲ့ထားတဲ့အပြင်ကိုမထားနိုင်တဲ့မိသားစုအဲ့ဒီမိသားစုတွေမှာတစုသောမိသားစုကတလိခံကြီးရဲ့အသားကိုအယံစားတာပဲခရားစားတဲ့အချိန်မှာသူတို့အိမ်မှာလဲနွားတွေလွေးစားတယ်လို့နွားတွေအသက်ကြီးလာခိုင်းစားပြီးတဲ့အခါကျရင် အလကားသုံးမရတဲ့အတူတူတတ်တာသာကွာသူတတ်တဲ့ဒီမူပတ်စံပြေးပြီးတော့ပေးလိုက်အချိန်တန်လို့ဒုတတ်တရားမလို့ဘူးအသားတွေလာပြေးလိမ့်မယ်အဲ့ဒီကကြတော့သူအချောင်းလမ်းမယ်ညအချောင်းလမ်းပြီးကြာစီခံအောင်စားမယ်ဩကြံတဲ့ဟာတွေကိုလက်လက်သက်သက်ဒီကိုတော့သူချက်ချင်းမြန်မြန်စားကြမယ်သူပြီးလောက်ကြတယ်ခရာဩအဲ့ဒီတော့သားတွေကလည်း အဖေတို့အမေတို့ကနွားတွေမွေးရင်ကျွန်တော်တို့ကဝက်တွေမွေးမယ်။ဟိုမိသားစုကလည်းစိတ်တွေမွေးမယ်ဆိုပြီးတော့ဒီခြံကြီးထဲမှာပဲနွားတွေရောစိတ်တွေရောဝက်တွေရောမွေးပါတယ်ခင်ဗျာ။အဲ့ဒါနဲ့မိဘတစ်ပါးသေသွားပြီတဲ့မိဘတစ်ပါးအော်ဟစ်ပြီးတော့နော်သူပြုတဲ့ကံဒီဒရဝါဒီကိုပတ်စံပြီးပြီးတတ်တဲ့ကံဒီပါတော့မိဘကဘလို့သေးလဲဆိုတော့ သူတို့အိမ်ကိုဓမြထက်တိုက်ပြီးတော့မိဘနှစ်ပါးကိုတတ်သွားလိုက်တယ်နော်ဓမြအတိုက်ခံပြီးသေရအဲ့တော့သူများကိုတလိမ့်ခံပေးပြီးကို့စည်းဝါးရေးအတွက်ဒီနွားကြီးကိုလေယာဉ်ကိုင်းပြောင်းအပ်တဲ့ခိုင်းစားပြီးတော့မလုံနိုင်တဲ့အခါသူများလက်ထက်ပြီးတတ်ခိုင်းလိုက်တဲ့အတွက်ဓမြလက်ဘဝွက်အပ်လိုက်တယ်လို့နော် ကိုယ့်အသက်ကိုလည်းဓမြလက်သေးပေးလိုက်ရတယ်တဲ့ဓမြဝင်တိုက်လိုက်တာကြံတဲ့သားသမီးတွေသွာလာလုံချာနေတဲ့အချိန်ဖြစ်တဲ့အတွက်ဒီလင်မယားနှစ်ယောက်ကကြီးတော့တတ်တော့ပြီပစ္စည်းတွေယူသွားကြတယ်အဲ့ဒီအခါကျတော့သူတို့ပြုတဲ့ကံတွေသူထံပြန်ရမှာဖြစ်သည့်အတွက် ဒီလင်မယားနှစ်ယောက်ကိုဘယ်ကိုချလိုက်ရမှာလဲလို့လာပြီးလျှောက်ထားတယ်။ငရဲချလိုက်ရတော့မလား။သူတို့တွေတတ်တာပြီးတော့အေးသူတို့ကိုယ်တိုင်တတ်တာမဟုတ်သေးသည့်အတွက်ချက်ချင်းချလို့မရဘူး။ဒီလိုဆိုဘာလုပ်ရမှာလဲ။သူတို့ကိုပြန်ပြီးအသက်ခံရအောင်ဒီတဘဝအသက်ခံရုံနဲ့တက်တက်နဲ့တွေပြေးဆက်လို့မရဘူး။ သူတို့တတ်ခဲ့တဲ့နွားတွေကများပြီးတတ်တတ်စားခဲ့တာဖြစ်သည့်အတွက်သူတို့အသက်ပေါင်းများစွာပြန်ပြီးအသက်ခံရအောင်ပဲဒါကြောင့်နွားပိုက်တဲ့ထဲလိုက်ဘယ်တဲ့ထဲရမှာလဲဘုရားဘယ်နွားပိုက်တဲ့ထဲရမှာသူတို့အိမ်မာလီနွားမရှိဘူးလားဟာရှိပါတယ်အကောင်20လောက်ရှိတယ်တကောင်ကောင်ရဲ့ပိုက်တဲ့ထဲလိုက်အဲ့တော့မတလီဝိဒကြုံတို့ကသွားပြီးထဲလိုက်ရတယ် ထဲလိုက်ပြီထဲလေးထဲလိုက်ထဲလိုက်ကြောဟောနွားမကြီးကမွေးတော့ဒီတကောင်ကမွေးတော့ဖေးနောက်တကောင်ကမွေးတော့မအေးမွေးတာသူတို့ဖေးမေးမှန်သိပါမလားမသိတော့ဘူးအဲ့ဒီလုံနဲ့အရှင်ဘုရားတဲ့တန်တရာကြီးလေပါတဲ့ဘုရားဟာသူတို့ကိုခိုင်းပြန်တော့ရိုက်နေဖမ်း အခိုင်းတဲ့အချိန်မှာနော်နွားဆိုတာဂျူထိရင်မနာဘူးကအနာဆုံးပဲအသက်ခိုက်အောင်နာတာဂျူရင်းကိုထိရင်အဲ့တော့သူတို့သားတွေလက်ထက်လဲရောက်လဲရောက်ကြရောဟမ်ဖေဟိုဘာလုပ်လဲဂျူရိုက်ကြီးခိုင်းတာဂျူရိုက်ခိုင်းတာအမလီမျက်ရည်တွေကျတော့လေမလေးဒီနွားကြီးကအလကောင်းနေရင်မျက်ရည်ကျနေတယ်သူပြီးသောပြန်တော့အဲ့တော့ လောကဓမ္မတာယကြည့်ရင်သူ့အဖေကိုသူနှိမ့်ဆက်နေတာမဟုတ်ဘူးလားတဘောပေါက်လားအဲ့တော့ဟောနောက်နွားတစ်ကောင်လေးဝေသွားတယ်မအီဟောအယွတ်တူလေးပဲမွေးလာတော့အဲ့ဒီမအီကလည်းအော်နွားလေးပြည့်စီရောအတူတူရှင်ပြီးတော့ယုံမတော့လေတမိသားစုလုံးရဲ့ဝင်ကို ကမိသားစုလုံးတက်တလုံးခိုင်းကြမြကိုသူသားတွေသူမယားတွေသူချွေးမတွေသူဥစ္စာတွေခိုင်းကြမြကိုဒီမအိနဲ့ပြည်ကနွားပြည်ပြီးဘာလုပ်ပါလဲအဲ့ဒီမှာအသေးအနာဆုံးကိုပြောပါဆိုရင်အကိုကြီးတို့ဒီနေ့သွားတိုက်မယ်အမေဒီနေ့ဟာကဝင်လေးမှာဟာအဲ့တော့တခြားနွားမထည့်နဲ့ဟိုနွားနဲ့ဟိုနွားတက်လိုက်ခမ်းမှာဆိုတော့ အဲ့ဒါကိုကြားလိုက်တဲ့မိဘကအမတ်တိတိပြင်းတော်တွေလည်းအများကြီးဟင်ခင်းနေအဝေးကြီးတော်တွေကနေတိုက်ဖို့ကြတော့ကားတို့ကိုင်းမယ်တဲ့ရဲ့ရည်ကြီးကြာဟင်ဒီသားသမီးတွေကတိပြင်းတော်တွေခိုင်းလို့ရရတာနဲ့ဒီမိဘလက်ပါကိုပဲအာကောင်းနေဟာသူတို့ကခိုင်းတိုင်းလုပ်တယ်ရိုက်တိုင်းကြီးတယ်ဆိုပြီးတော့မခိုင်းဘူးလား ဝိမလဲဘူးလားလဲနေတာလူတွေသိလားသာသမီတွေသိလားဒါကြောင့်နွားတွေမွေးဝက်တွေမွေးစိတ်တွေမွေးကြက်တွေမွေးပြီးတော့အဲ့ဒီလိုရောက်ကြသာတော့နေရင်ကိုလဲကြက်ပြစ်ပြီးအဲ့ဒီပိုက်တဲ့ရောက်ကြပြန်အယောင်းခံရမယ်လဲပြီးပြန်လီးခံရမယ်ဟော စိတ်แท้ပြောင်းဝင်ပြီးကိုယ်လည်းစိတ်ပြောင်းဖြစ်ပြီးအယောင်းခံရမယ်အနေကျက်ခံရမယ်เนาะကိုယ်လွတ်တဲ့ကာယကံဘုသူထံပြန်มาလဲအကိုထံပြန်တော့ကိုယ်တိရစ္ဆာန်นี่ပြန်လက်ဖြစ်ပြီးကဖြစ်တော့မှာตาရင်သမီးရင်းနေရနေနှစ်ပန်းကြီးရိုက်လက်ပြီးတော့မလေးအတဲ့ရွေညာကိုမိဘဟာကြက်ပြစ်သွားတော့ ဖေကတည့်ပြည့်သွားတော့ဖေနဲ့တိုက်တော့ရှုံလဲကြုံတော့ဖေကန်ရိုက်တော့အရသာမရှိဘူးလားဟမ်အဲ့ဒီလိုပဲပြန်ခံရတယ်ကျက်သမားတွေသူတို့ရှိဖို့ရောက်ရောက်လာတဲ့ကျက်တွေဟာသူတို့နဲ့အကြောင်းအဆက်ရှိလို့ဘလို့အကြောင်းအဆက်ရှိတယ်တလုံးသားမှုကျေးဇူးရှိလို့ဖေကဒါနဲ့ကြာပြီးမတွေးတယ်ဘူးလား ကျွေးခဲ့တော့ဟောဒီသားသမီးတွေကြီးပဲပြန်ရောက်လာတော့အမလီကျက်ပါကြီးကကောင်းလိုက်တော့တိုက်ဟာသူခါတော့ရန်အဟောမမလီမနိုင်နိုင်အောင်ငါသားလေးအတွက်ကကကကကကျင်းတော့ရတော့ရင်တော့မနိုင်ကြတော့အင်းဆိုကြီးအရက်ကြံရက်တက်ခံဟင်သားသမီးကယခေကိုရက်တက်တာနဲ့မတူဘူးလားခင်မုန်းကြီးဆယ်ပါမရှိဘူးလားတဘောပေါက်လားသားတို့သမီးတို့နော် ကလေးခံนี่ตาပြီးတော့ကိုသားသမီးလက်ထဲကိုကလေးခံအပြစ်နဲ့ပြန်ဝင်ရရင်မကောင်းဘူးလားဝင်ကြည့်ကြကြလားစဉ်းစားကြည့်ပါဒီသားရဲ့သမီးတွေကိုရှာကျိုးနေတာမဟုတ်ဘူးလားအဲ့တော့ဒီသားသမီးတွေလက်ထဲကိုကလေးခံဖြစ်တော့ပြန်မရောက်ဘူးလားရောက်ကိုရောက်ရောက်ရှင်တော့အလက်ကြုံပြီးတော့ခံစားပြီးတော့ သူများနှိမ့်ဆက်ညှင်းပန်းလာတဲ့ကိုသားသမီးကကိုနှိမ့်ဆက်ညှင်းပန်းရင်အရာလာမရှိဘူးလားကြော်တရားမကောင်းဘူးလားဟာလှုပ်လိုက်ဟေးသားလေးရင်ငှတ်ချော်လိုက်ချမ်းနဲ့အမလေးအငှတ်တီးလိုက်ချမ်းနဲ့အမေကိုချော်လိုက်ချမ်းနှစ်ပန်းကျင်းလိုက်ချမ်းဖနောင်းနဲ့ကန်လိုက်ချမ်းဆိုပြီးတော့မပြောနိုင်ဘူးလားဟင်ဒါကြောင့်မလို့ ကိုနဲ့ဘာမှမပတ်သက်ပါပဲနဲ့လမ်းသွားရင်းနဲ့လေခွေးလေးတကောင်ကတွေ့လို့အမိန်နဲ့ဘူးအန်ဝန်ကိုလာနန်းပြီဆိုရင်စဉ်းစားလိုက်ငါအွေလားငါအမွေလားအဲ့ဒါပဲငါအွေလားအမွေလားပဲတသိန်းကိုရလာနန်းရဲပါမလားကို့ကိုချစ်ခင်မှမလားတမှုတရားဆိုတဲ့မပြတ်တဲ့အတွက် ဒါကြောင့်တလိဋ္ဌံဒီအပေါ်ကိုကျင်းစာပါမေတ္တာဒါပါမိဝခြင်းကိုကျင်းစာပါသာသမိခြင်းကိုကျင်းစာပါအဲ့တော့တလိဋ္ဌံရမွေးတဲ့သာသမိလိုလေကိုဟာမွေးတာလေသာသမိလိုပဲကိုကျင်းစာရင်စားရပါမလားတတ်ရပါမလားနှိမ့်ချက်ရပါမလားဒါကြောင့်ကိုကျင်းစာတရားဟာအမတန်နည်းနည်းပြီးတော့မဟာပထဝီမြေကြီးလိုပဲအမတန်ကျွရကြီးမာတယ်တဲ့ခံရတဲ့အခါကြတော့လေ ကဘာပေါင်းများစွာပိဿတ်လို့မကုံအောင်ခံရတယ်တဲ့ကိုချင်းသာတရားကင်းမဲ့လေမဲ့ညာပူညာနဲ့ဝေးတာဒီကိုချင်းသာတရားကင်းမဲ့တဲ့ဘတော့မှမဲ့ညာပူညာမရနိုင်ဘူးသဘောပါပါဒါကြောင့်မလို့ကိုချင်းသာတရားကင်းမဲ့သွားနဲ့သူများအသာစားတာသူများကလို့စားတာသူများကလို့စားတာနဲ့အဲ့တော့ဘုံဘုံကတရားမင်းမေးလိုက်တော့အရှင်ဘုရား စားတဲ့လူကြောင့်အတ္တခံနေရတာဗျာတဲ့အဲ့တော့မူရင်းအပြစ်ဒီစားတဲ့လူတွေရှိလို့တတဝါတွေသိရတာဖြစ်တဲ့အတွက်စားတဲ့လူကတရားခံမှာဗျာတဘောပါကဒါကြောင့်စားတဲ့လူတွေပဲအပေကိုကြကြသွားကြပြီးတော့ကယ်လို့ရန်အမတန်ခဲရင်တာပါဗျာဒါကြောင့်သာဓုသမီးတို့စဉ်းစားကြတယ်မှာမိဘချင်းကိုချင်းသာသလား တာတမီချင်းပူချင်းသာကလာနော်တချို့တို့ကိုယ်အိမ်မှာရှိတဲ့ကြောင်လီတောင်တတ်စားရက်တယ်အဲ့ဒါပုံမိပါဆိုရင်ဘယ်နဲ့နေလဲကိုယ်နဲ့မပတ်သက်ဘဲနဲ့ကိုယ်အိမ်မှာကြွက်တောင်လာမဖြစ်ဘူးပတ်သက်လို့ဒါကိုယ်အိမ်မှာကြွက်လာဖြစ်တယ်တခြားအိမ်မှာမွေးပြီးတော့မှကြမ်းပန်ပြီးကိုယ်အိမ်မှာလာနေပြီးတော့ကိုယ်အဝိတ်ထဲဒီဘာဖြစ်လို့ကြိုက်တယ်လဲ သူတို့ဝယ်ပေးတဲ့အဝိထဲတွေကိုကိုဝိခဲ့တယ်တဘောပါပါသူတို့ဝယ်ပေးတဲ့အဝိအထဲတွေကိုမဝိခဲ့ဘူးရင်အဲ့ဒီကြွက်ဟာကိုအဝိအထဲမကြိုက်ဘူးဒါကြောင့်ကိုအိမ်ထဲမှာကြွက်တကောင်လာကြည့်ရင်တောင်မှသားတို့တမီးတို့ကိုမိပါမဟုတ်ဘူးကိုညီလူမောင်နှမမဟုတ်ဘူးလို့ဘယ်သူလက်ညှိုးထောင်ပြီးတော့ပြောရဲလေတယ် မပြောရဲဘူးအကြောင်းအကျိုးပဋ္ဌာန်းအကြောင်းရှိမှဘာဖြစ်လာလဲအကျိုးပေးတယ်အဲ့တော့ကိုယ်အိမ်မှာကြောင်လာဖြစ်တယ်ဘာဖြစ်လို့ဖြစ်တာလဲအကြောင်းရှိလို့ကြောင်ဆိုတဲ့အကျိုးကိုယ်အိမ်လာဖြစ်တယ်အဲ့တော့ကိုယ်အိမ်မှာလာဖြစ်တဲ့ကိုယ်ရည်ကြောင်နေ ုံအမတန်တရားရတော့ဘုံမုံအခုနဂရီတောင်ကြီးမှာယဟန်ပြည့်ပြီးကြည်ညာအားထုတ်လို့ဆယ်ဝါလောက်ရတဲ့အခါမှာလူတယောက်ကမြောက်တပေါင်ကိုခါးကနေကြိုးကြည့်လေဘေးကနေကြိုးကြည့်ပြီးတော့အဲ့ဒီ ကျိုးကျိုးနဲ့သားကိုကိုင်းပြီးတော့ဟုံမုံကြီးလာတယ်လာပြီးတော့အရှင်ဘုရားကိုဒီမြောက်လှူပါတယ်ဘုရားဘုံဘုံကသူ့မြောက်လာကြည့်ပြီးတော့ကြည်နေရင်းနဲ့ လူမျက်ဖွဲ့လို့ဖြစ်လာ။ဥပ္ပတောင်းကြည့်လိုက်ဒီဘက်တောင်းကြည့်ကြည့်ကြည့်လေလူယုံနဲ့လူလာလေအဲ့တော့ဘုံဘုံကစိတ်ထဲကနေပြီးတော့မေးလိုက်တယ်။မင်းဘယ်လိုလဲ ကန်းကြားတဲ့သူကိုသိတယ်။လဲ့လဲ့ကြည့်ကြည့်ရင်ညစ်ကြည့်ပြ။အဲ့တော့ဘုံမောစိတ်တရားပဲပြန်မေးလိုက်တယ်။ဒါမေတ္တာလား။ဟောလား။အဲ့တော့မေမြောက်တီကို ယောက်သားသာဓုလာကိုသာဓုလာကောအဖေလက်ထက်တုန်းကတောကနေရာတိုင်းယောက်သားချက်ချက်တွေ့တယ်အခုဒီကောင်းလိုက်ကြတော့ကျွန်တော်မတန်းရလို့မိမကဟဲ့ကပါလာနဲ့အရံတို့ငါမသားရတာကြာပြီနဲ့အဖေဒီတုန်းကသားရတယ်သတ်သန်းအဲ့တော့မိမမသိအောင်ကိုယ်ဒီတပြည့်တော်လာဥလာပါဘယ်ဟာတင်းယောက်ကြတော့ မသိတဲ့သမုဒ္ဓရာကမတတ်လို့ဖယ်ပြစ်နေတာသဘောပေါက်လားအဲ့တော့ဟိုကတပည့်တော်မတတ်ရဲ့လို့လာပို့တာပါဖေယားဆိုတော့တခါတည်းလေနောက်ဆုံးနောက်ဆုံးနဲ့လေအဲ့ဒီလူရဲ့ပစိုးကြားကလေးကိုခြေတော်နဲ့ချောင်းကြားလေးကိုကြောင်းနဲ့တူ ောအရှင်ဘုရားရှင်ဖထားပခဲ့ခြင်းလို့ဘုရားဟဲ့ကောင်လို့ဒီကောင်ကငါနဲ့မနေခြင်းဘူးမင်းနဲ့နေခြင်းနာအမလေးနေရင်မြန်မြန်သိမှာပေါ့မင်းမကနေတိုင်းလှခိုင်းနေတာပြောစရာမကောင်းဘူးလားမသိတော့လေဒီသူသားကြီးပဲပြန်ခြင်းနဲ့မမလူသိခြင်းဘူးဟမ် လိဋ္ဌံဖြစ်သွားပြီမဲ့သူသားဆိုတာသိနေတယ်ဘဝကဆက်သွားတာကိုချက်ချင်းဖြစ်သွားတာကိုကဲဘယ်နဲ့လောက်ကြမလဲအဲ့တော့မင်းမွေးပါကွာရောင်းရင်လေတတ်သားမဲ့သူကြီးရေဖရာတဲ့တပြည့်တော်လေတတ်လာခဲ့တာကွာတောင်းမဲ့ဒီမြောက်ကိုမတန်းရဘူးမပြောလိုက်ရင်ကောင်းမလားမပြောရင်ကောင်းမလား နောက်လေကြာတော့ပုံမှန်မြေကြီးမေးပြီးတော့အတိတ်ခံပြုလေးပြုတော့ကြောင်မင်းကြွလာခေါင်းကမပြောနဲ့ခရသူခံရမယ်အဲ့တော့တို့ကြည်ညာအထုတ်ပြီးဒီမှာလူတွေအများကြီးလာနေတော့ဒီမြောက်နဲ့ဆိုရင်တော်တော်ဒုက္ခရောက်မှာလို့တခြားနေရာကသွားပူတမ်းမှာတာရဲ့လို့နော်ပုံပုံ အလူမခံနိုင်ဘူးအင်းလေးတဲ့ဘုံဘုံမွေးမထားနိုင်ဘူးဆိုရင်လေပြန်ယူသွားမှာပေါ့တဲ့သူပြန်ယူသွား